နောက်မှာတော့ကျွန်တော်အသုံးပြုနေတဲ့သတိရစီးတွေပါအဲကျွန်တော်ဘာကြီးသုံးနေဆိုတာကိုကျွန်တော်ပြပြပါမယ်အန်ဒါကတော့သတိရစီးတွေထားတဲ့အစင်ပါအဒီဇင်းကတော့ဒါစကေပါတွေပါအဲကျွန်တော်အသုံးပြုနေစကေပါတွေပါအတူရှိအမျိုးမျိုးပါနော်အဒီဇင်းကတော့ဒါစီစီပါဒါကျွန်တော်ပလတ်စတစ်ရိုက်တာ ठी တို့ကော်တို့ရိုက်တဲ့ စီးတွေပါကျွန်တော်အဓိကဝန်ဆန်းစီးကိုအဓိကအသုံးပါတယ်စီးစီးဆိုရင်တော့ AGC တဲ့သုံးပါတယ်အဲဒါတော့ကိုယ့်ဘက်ကိုအယောင်ဆက်ထားတာတွေရောဓာတ်ရဲ့ဘူးတွေရောအဘူးသီးလေးပါပဲနော်စီးစီးကဘူးသီးလေးတွေသုံးမယ်ဆိုရင်အဆင်ပြေပါတယ်ဒီလိုဘူးကြီးဆိုရင်တော့ဈေးများလို့ပြဒါဆိုရင်ဘူးသီးလေးခွဲဘူးလေးညဝယ်သုံးလာတာပါအဲဒါကတော့ rubber ဈေးပဲ0102 ဒါကျွန်တော်ဖြောဆက်ထားတဲ့စီးလေးပါဒါတော့ဘိုင်နာကာလာအယောင်လေးပါအယောင်ဆုံးပါပဲဒီလိုမျိုးဒီလိုမျိုးညှစ်ဘူးလေးနဲ့တုံးမယ်ဆိုရင်ဒါပို့ပြီးဆင်ပြေးပါစီးထည့်ရတာညှစ်ပြီးထည့်ရပို့ဆင်ပြေးအများကြီးလည်းမကြောက်ဘူးပေါ့အဲညင်လာလေးကြတာပေါ့နော်အောက်ကတော့ဒါပရတီဇောပါကျွန်တော်အင်ဘရန်လိုကယ်ဘရန်တွေရိုက်တဲ့အခါအဲကုဇင်ဘရန်ရိုက်တဲ့အခါမှာဒီကတော့ပြီးစီးလေးပါဒါပရတီဇော ပရိဇောစီအဲအဲ့လိုပဲပရိဇောစီမှမဟုတ်ပါဘူးဒီဒါဆိုရင်လည်း rubber ဈေးတက်ရပူလို့ဒီဈေးနဲ့လည်း brand name မှာအသုံးပြုရပါမယ်ဒါတက်ရ rubber ဈေးပူလို့အဲ့တော့ကျွန်တော်ကျွန်တော်အသုံးပြုနေစီးရအောင်ကျွန်တော်ဘာတွေသုံးလဲဆိုတော့ကျွန်တော်ပြပြရပါအလုံးချစ်သူတင်ပါတယ်